ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်နိုင်ငံတကာကပေးတဲ့အကူအညီတွေငလင်တန်တင့်တဲ့ပြည်သူတွေလက်ထက်ကိုအမှန်တကယ်ရောက်ရဲ့လားနိုင်ငံတကာကပေးတဲ့ကူညီထောက်ပံ့မှုတွေပြည်သူလက်ထက်ကိုအမှန်တကယ်ရောက်ရဲ့လားပြည်သူလက်ထက်ကိုဘယ်လောက်ရောက်တယ်လဲဒီနေ့ကျွန်မကနိုင်ငံတကာအကူအညီမှပြည်သူလက်ထက်ရောက်ရဲ့လားဆိုတဲ့အကြောင်းကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ကျွန်မမဘုဒ္ဓမဟာသွေးပါရှင် နိုင်ငံကပေးတဲ့ကူညီငလင်တန်တဲ့ပြည်သူတွေလက်ထက်ကိုမရောက်ပါဘူးလို့ခေါင်းစီကြီးကြီးတက်ပြီးတော့ပြည်ဖြတ်မိကြတယ်မှာရေးသားဖော်ပြကျွန်မတွေ့ရတယ်။ရှေ့ရတဲ့ကလို့လို့ရှိရင် ကျွန်မခီးသွားနေတာရှိတယ်။ပြန်လာတော့လေကျွန်မအမေကျွန်မကြီးမကောင်းဘူးအဲ့လိုကျွန်မစေယုံတင်ထားရတယ်ပြုနေရတာရှိတယ်။ကျွန်မမအားဘူးမအားတဲ့အတွက် ကျွန်မသတင်းတွေနားမထောင်ဖြစ်ဘူးသတင်းတွေမတင်ဖြစ်ဘူး။ဒါကြောင့်ကိုမပြောရချင်ဖြစ်ပါတယ်။အချိန်တော့နောက်ကျသွားတယ်။ဒီညမှာပြည်ပမိသားစုတွေဒီ28ရက်နေ့မန္တလေးငလှင်လှုပ်ပြီးဆိုတဲ့ကတစ်ချိန်လုံးပြောခဲ့တာက စက်ကောင်စီကဘာလုပ်နေပါလဲစက်ကောင်စီကအရေးပေါ်ကူညီကယ်ဆယ်ရေးမလုပ်နိုင်ဘူးအာစက်ကောင်စီကထောက်ပံ့ရေးမလုပ်နိုင်ဘူးစက်ကောင်စီကဘာဖြစ်တယ်တစ်ချိန်လုံးစက်တက်မကောင်းကြောင်းပဲပြောကြတယ်အဲ့ဒီလိုမျိုးပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတစ်ဖက်နဲ့တစ်ဖက်ကိုနိုင်ငံရေးရပုတ်ခတ်ရမှာမဟုတ်ဘူးတကယ်ဆိုရင်အဲ့လိုလိုမျိုးစစ်တပ်ကကုညီကယ်ဆယ်ရေးမပေးနိုင်ဘူးလို့စစ်တပ်ကဘလို့နေပါရဲ့လို့မကောင်းထိုင်ပြောနေမယ်အစားငါတို့ထောက်ခံတဲ့အန်တို့ကြည့်ဆိုရရင်ကဘယ်နာမှာဘလို့ကုညီကယ်ဆယ်ပေးနေပါရဲ့ခမရဘယ်နာမှာဘလို့ထောက်ပံ့ရေးတွေပေးနေပါရဲ့ခမရ ဘယ်နာမှာဘလို့ဆေးဝါးရေကုသပေးနေပါရဲ့ခမရအဲ့ဒီလိုတည်င်းနေတင်ဆပ်ပြီးတော့စိတ်ဝေဒနာခံစားနေပြီးတော့ခੁနီးကဲရမဲ့နေတဲ့ကုကဲရမဲ့နေတဲ့ပြည်သူတွေကိုစိတ်ခွန်အားပေးရမယ်ဒါပေမဲ့ငလျင်တန်တဲ့နေပြည်သူတွေကိုကိုညီကဲစရေးလုပ်ပေးရမယ်စာဆေးဝါးကုသရေးလုပ်ပေးရမယ်စာသူတို့ထောင်လိုက်တဲ့မိုင်းနေနင်းပြီးတော့เนาะ ခိုင်းမှာဆိုလို့ရှိရင်ညာဒေသမှာဆိုရင်တစ်လုတ်ွက်တီတစ်တီထုတ်ရောင်းစားနေတယ်ပပုံးလုံးအမိခံနေတစ်ထုတ်ရောင်းစားနေတယ်အထူးသဖြင့်မဟာမြိုင်တော်ကြီးရဲ့မှာရှင်ဟောင်းအဲကျွန်မ sorry နှစ်နှစ်ချို့အပင်နေတချို့ကျိုးသက်ပင်နေဆိုတက်တန်းရာချီရှိနေတယ်တက်ကန်ရာချီရှိတဲ့ကျုံးပင်တွေကိုမဟာမြိုင်တော်ရဲ့85အရာကလည်းနှီးပါကိုအလက်ရှိမှာပါသုံးလုံးနေထုတ်ယူရောင်းစား ရောင်းချနေတယ်ဆိုတော့မြေလက်တန်လို့ခေါ်ရဲပီဖက်မီဒီယာကိုယ်တိုင်ကဝန်ခံရေးသားထားတာရှိတယ်။ဆိုလိုချင်တာကသူတို့အဲ့ဒီလိုမျိုးတစ်ထုတ်တဲ့နေရာမှာတုံးတဲ့ဆင်းတကောင်မိုင်းနေမိလို့တဲ့ခြောက်ပြက်သွားရဲ။ဒါကြောင့်မလို့ဒီဆင်ကိုကုသဖို့ဆေးဝါးကုသဖို့လိုအပ်နေလို့ကျွန်တော်တို့ NGO ကိုကူညီခဲ့တဲ့ပြကြပါဆိုပြီး NGO ကပြန်ပြီးတကူညီတောင်းနေတယ်။ ပြည်သူကိုကိုညီရမယ်စာပြည်သူကိုပဲသူတို့ကပြန်ပြီးကိုညီတောင်းနေတယ်ဆိုတော့တစ်ချိန်လုံးကျွန်တော်တို့ကိုကိုညီပါကျွန်တော်တို့ကိုထောက်ပံ့ပါကျွန်တော်တို့ကိုငွေကြေးတွေပေးပါကျွန်တော်တို့ကိုဘာကူညီပါဆိုပြီးတစ်ချိန်လုံးဒုက္ခတွေလို့တရောင်းသားလို့အင်ပူရစာနပူနစာလောက်ခဲ့တာပဲရှိတယ်ဒါပကတိရှိပြဆိုတော့နိုင်ငံကကိုညီတွေငလင်တန်အစ်တဲ့ပြည်သူလက်ထက်ကိုရောက်ချင်းမရောက်ချင်းဒီနေရာမှာเนาะအော်နိုင်ငံရေးမြမအရေးကြွကျင်သူဆိုတဲ့ဒေါ်မီမီဝင်းပတ် အသက်ကြီးပြီးအချိန်စီးပါစေလို့ပြောလင်းတယ်။ဒေါ်မီမီဝမ်ဝဲကလည်းပြောတယ်။အဲ့လိုနိုင်ငံကကပေးတဲ့အကူအညီတွေကတဲ့ပြည်သူလက်ထက်ကိုတစ်ဆက်ရာခိုင်နှုန်းပဲရောက်နေတယ်။ဆိုတော့ခင်ဗျားတို့ကစပါတယ်ဟာနိုင်ငံတကာဘယ်နိုင်ငံကလာပြီးကူညီပေးလဲစစ်တပ်ကနာခဲ့တုန်းကလိုရောင်းစားလိမ့်မယ်ဆိုပြီးတော့ခင်ဗျားတို့ဝါဒမှားနေမိကြတယ်ဆိုတော့နာခဲ့တုန်းကဘယ်နာမှဘလို့တွေရောင်းစားပါတယ်ပြောတော့လည်းပဲရုတ်တီရှိရှိနဲ့နိုင်ငံရေးလို့အချက်ကြလက်ကြနဲ့ပြောနိုင်လားဆိုတော့လေဘယ်သူမှမပြောနိုင်ကြဘူးဆိုတော့ ခင်ဗျားတို့ပြောသလိုစစ်တပ်ကအဲ့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ခုအထင်ကြီးနေတဲ့နော်အခုနိုင်ငံပေါင်း24နိုင်ငံလာရောက်ကူညီတယ်ကုလသမဂ္ဂရဲ့အထွေထွေတွေးမှုချုပ်ရဲ့အထူးကိုယ်စားလှယ်နော်အထူးကိုယ်စားလှယ်ပထမအနုလင်းဟင်စာဂျူလီဘီရှော့တူဂရိုင်းလာရောက်ပြီးတော့ကိုကြီးကေဆယ်ကြီးကိုထောက်ပံ့ပေးတာရှိတယ်ဆိုတော့ခင်ဗျားတို့မိမိဝင်ဘတ်တို့လိုခင်ဗျားတို့ညီပေါ်ညီပိတ်တွေတောင်မှစစ်တပ်လက်ထဲကိုထက်လိုက်လို့ရှင်စစ်တပ်ကရောင်းစားပြီးပြည်သူလက်ထက်မရောက်ဆိုတာသိရင်အဲ့ဒီနိုင်ငံတကာကခေါင်းဆောင်တွေကမတိပဲနေမလား အဲ့ဒါကခေါင်းဆောင်ကြီးတွေကလူဘောနေမှာမဟုတ်တာလူဘိန်းနေမှာမဟုတ်တာသူတို့ပေးလိုက်တဲ့အကူအညီကပြည်သူလက်ထက်ရောက်လည်မရဆိုတာသူတို့ခေါင်းထဲမှာကောင်းကောင်းတည်တယ်ဘယ်သူကနိုင်ငံတော်ရဲ့တရားဝင် legitimate legitimacy ဖြစ်တယ်လဲဘယ်သူကမြန်မာနိုင်ငံရဲ့ state actor ဖြစ်လဲဆိုတာသူတို့ကောင်းကောင်းတည်တယ်ကောင်းကောင်းတည်တဲ့အတွက်အဲ့ဒီကုလသမဂ္ဂရဲ့အထူးအထူးရောမှုချုပ်ရဲ့အထူးကိုယ်စားလှယ်အပါဝင်နိုင်ငံပေါင်း24နိုင်ငံကခမရတို့အန်ယူဂျီကိုမယုံလို့ခမရတို့ကိုမပေးတာပေါ့ ဒါဟာရှင်းရှင်းလေးပဲလေခမားတို့ကိုမယုံလို့ခမားတို့ကိုမပြီးတော့ဘူးခမားတို့ကမစားရတဲ့အမဲတဲနဲ့ပတ်နေကြတာဒါဟာပဲကလေးရှိတရားနောက်တစ်ခုအနေနဲ့နန်းနဲ့ကအကူကြီးတွေကပြည်သူတွေလက်ထက်ရောက်တယ်မရောက်ဘူးဆိုတာကလက်ရှိကာလတည်အရေးပေါ်ကိုကြီးကယ်ဆယ်ရေးကာလဖြစ်တယ်။ပြန်လဲထူထောင်ရေးကာလမဟုတ်သေးဘူး။အရေးပေါ်ကိုကြီးကယ်ဆယ်ရေးဆိုတာကခင်ဗျားတို့ပြောလိမ့်မယ်ငလင်းရလှုပ်လိုက်တယ်တိုက်တွေပြိုသွားတယ်အဆောက်အုံတွေပြိုသွားတယ်။အဲ့အပြိုပြက်တွေမှာပိတ်မှုတွေ နေရသူတွေကိုကူညီကြစေပြရမယ်ဒါဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့အတွေ့အထဲမှာရေးဘုတ်ကူညီကြစေပြီးသွားပြီလို့ခင်ဗျားထင်ကြတယ်ခင်ဗျားတို့အုံနောက်တည်တည်နေတည်နေဥပမာအဖြစ်28ရက်နေ့မှာမန်လေးငလင်းလှုပ်လိုက်တယ်တချို့အစနေကလုံးဝပြိုကျပြည့်သွားတယ်တချို့ကျတော့အဆောက်အုံတွေကတချမ်းကြီးဆောင်းတယ်တချမ်းကျွန်သွားတယ်တချို့အဆောက်အုံတွေကအကွဲသွားတယ်လုံးဝပြိုကျသွားတာမဟုတ်သေးဘူး။ဒါပေမဲ့လူနေလို့မရတော့ဘူး။ပြိုကျနိုင်နေ။ဒါကြောင့်မလို့အဲ့ဒီ ဘေးနားမှာရှိတဲ့လူတွေကိုလည်းခေးသွားလာနေတဲ့လူတွေကိုလည်းအချိန်မရွေးအန်တရဲ့ပြုတ်နိုင်တယ်။ဒါကြောင့်မလို့ကျွန်မသွားကျွန်မကိုယ်တိုင်သွားခဲ့တော့ကျွန်မတွေ့ခဲ့ရတယ်။တချို့ဆိုလမ်းမှာပိတ်ထားတယ်။ဘာလို့လဲဆိုတော့ဒီမှာအဆောက်အဦတွေကတချမ်းဆောင်နေတယ်၊ချမ်းရွယ်နေတယ်၊ဟိုပြိုပြက်နေတယ်ပြိုလက်စာကြီးဖြစ်နေတယ်အချိန်မရွေးပြိုကြနိုင်တာဖြစ်တဲ့အတွက်လူနေလို့မရတော့တဲ့အတွက်အဲ့ဒီလိုမျိုးပြိုပြက်နေတဲ့အဆောက်အုံကိုဆက်ရံတွေတော့ဖြိုးချရမှာလည်းပဲဒီဘောကူညီကြစေကြီးပဲ ရှင်းလာတော့မသိဘူးနော်အဲ့ဒီလိုမျိုးလိုအပ်နေတဲ့အချိန်မှာလက်ရှိမှာဆိုရင်ငလျင်အသေးသားလေးတွေကနောက်ဆက်တွဲငလျင်အသေးလေးတွေဖလုတ်ထက်ခါထက်ခါလှုပ်နေတယ်ကျွန်မသွားပြီးကိုညီကယ်ဆယ်ရေးပေးတဲ့အချိန်တုန်းကတော့မှပဲထောက်ပံ့ရေးပေးတဲ့အချိန်တုန်းကတော့ကျွန်မမျက်မျက်ကိုယ်တွေကျွန်မကိုယ်တိုင်နှဖိုးတွေဒူးတွေကြုံခဲ့ရတယ်နော်ကျမတို့ကပုံမှန်ပုံမှန်ဆိုဒီလမ်းဟောင်း sorry လမ်းတစ်ကနေသွားတယ်အမြန်လမ်းကနေသွားတယ်ဒါပေမဲ့မန္တလေးအဝင်အမြန်လမ်းမှာလမ်းနေလဲမကောင်းဘူးတရားတွေလဲပြက်နေတယ်ကောင်းမောင်းလို့မရတဲ့အတွက်နော်ကျမကိုယ်တိုင်က ဒီဘက်ကမြင့်ငယ်နော်မြင့်သားနော်ဆင့်ကိုင်းတို့ကြောက်ဆဲတို့ကုမဲတို့ပြောပဲဝမ်းတွင်းပေါ့နော်ဒီလက်ဟောင်းကိုတုံးပြီးတော့ပြန်ခဲ့ရတယ်သွားခဲ့ရတယ်အဲ့ဒီလက်ဟောင်းတိုင်းပဲသွားတာအဲ့ဒီမှာနောက်ဆက်တဲ့ငလင်အသေးလေးလှုပ်တဲ့ခါကျတော့အဲ့ဒီလိုမျိုးတချမ်းဆောင်းနေတဲ့အဆောက်အုံကြီးနော်အောက်ကမြေရောက်တဲ့ဟိုတစ်ထက်ကျုံပြီးတော့အပေါ်မှာနှစ်ထက်ကျန်နေတဲ့အဆောက်အုံတွေကငလင်အသေးလေးလှုပ်တဲ့ခါကျတော့ဖြူချပြီးတော့ကင်ဆွဲလှုပ်လိုက်တယ်လို့ဖြူချပေးပြီးသားဖြစ်သွားတယ်။အဲ့ဒါလည်းပဲတနည်းအားဖြင့်အစိုးရကအကောင်းပဲ။ ဲ့ဒီလိုမျိုးငလျင်သေးလေးတွေစက်မလှုပ်လို့ဒီအဆောက်အုံတွေမပြုတ်ဘူးဆိုရင်ကျွန်တော်တို့ကစက်ရံတရားတွေသုံးပြီးတော့အချိန်တွေလည်းကုန်မယ်ငွေတွေလည်းကုန်မယ်စက်ရံတရားတွေသုံးပြီးတော့ဖြိုချရအောင်ပါအဲ့ဒီဖြိုချရမယ့်ဟာကိုအခုငလျင်သေးသားလေးတွေလှုပ်နေတော့ဖြိုချပေးပြီးသားဖြစ်သွားတယ်ဆိုလိုချင်တာကအဲ့ဒါတွေအကုန်လုံးကအရေးပေါ်ကူညီကယ်ဆယ်ရေးကာလဖြစ်တယ်နိုင်ငံတကာကနေလာပြီးကူညီပေးတာဆိုရယ်လက်တလုံးမှာပေးသွားတာကအရေးပေါ်ကူညီကယ်ဆယ်ရေးကိုပေးသွားတာပြန်လဲထူထောင်ရေးအတွက် တဲ့အိမ်အောင်ကိုငွေဘယ်လောက်တမိသားစုကိုငွေဘယ်လောက်ဆိုပြီးပေးသွားတာဘာတစ်ခုမှမရှိဘူးခင်ဗျားတို့ဒီတစ်ခုကိုကွဲကွဲပြားပြားသိဖို့လိုတယ်နိုင်ငံတကာကပေးသွားတဲ့အကူအညီတွေဒီလက်ရှိမှာနိုင်ငံပေါင်း24နိုင်ငံကပေးခဲ့တဲ့အကူအညီကအရေးပေါ်ကူညီကယ်ဆယ်ရေးတဲ့ပေးသွားတာပြန်လဲထူထောင်ရေးတဲ့ပေးသွားတာမဟုတ်ဘူးဒီအကြောင်းအရာကိုကောင်းကောင်းမသိဘဲနဲ့ညီပေါ်ညီဘိတ်တွေနဲ့မြမပြေကလူပေါ်လူဘိတ်တွေကိုခင်ဗျားတို့ဂျင်းမထင်နဲ့တော်မီမီဝင်းပတ်တို့ကိုအသက်ကြီးပြီးအချိန်မစည်းတဲ့မိမတွေမဖြစ်စေနဲ့နော် ကြုံတော့မှကျွန်မဆုံးပါမယ်ဒေါ်မီမီဝင်းဘတ်အဆက်ရှိတယ်ဆိုရင်တိုက်ခါရှိတယ်ဆိုရင်ကိုယ်စကားကိုတောင်းယူမှုတာဝန်ခံရဲတဲ့တတိရှိမှရှိတယ်ဆိုရင်ကျွန်မတို့လာတောင်းမယ်ပါဒေါ်မီမီဝင်းဘတ်ဒေါက်တာလှကျော်သောဆိုတဲ့အဖွားကြီးနိုင်ငံရေးလေလာသူတို့ နိုင်ငံရေးသုံးသပ်သူတို့ခေါင်းစဉ်တက်ပြီးတော့အဲ့ဒီခေါင်းစဉ်အောက်မှာအစည်းကုတ်မဲ့အထိမ့်မဲ့အကုတ်မဲ့ဇကားတွေဗျံပတာပြောနေကြတဲ့လူတွေရှင်နေကြီးဦးကြီးမြင့်တို့ ဦးတန်းစိုးနိုင်လို့နော်အဲမြမရေးကြွနေသူဒေါက်တာလှကျော်စိုးပါတို့စီရေးနိုင်ငံရေးလေးလာသူစီရေးနိုင်ငံရေးလှူလှန်သူဦးတန်းစိုးနိုင်လို့အရှိနေကြီးဦးကြီးမြင့်မာတို့ဟိုဒေါက်တာမီမီဝင်းဘတ်အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒေါက်တာမီမီဝင်းဘတ်ပါတော့အဲ့ဒီလိုမျိုးဂုံပုတ်ကြီးတွေအကြီးကြီးတွေတက်ပြီးတော့နိုင်ငံရေးကိုဗျမ်းပတ်တာတွေပြောနေကြတဲ့လူတွေနော် အာလက်ရှိမှာခင်ဗျားတို့ကဟာဒီလူကိုလူမှုရေးပြည်တံပေးမယ်တို့အာခင်ဗျားတို့ CDM လို့လို့ social fund နဲ့မဲ့ပေးတယ်တို့အဲ့ဒါမျိုးတွေကအခုရှင်တို့ကိုပြရမှာခင်ဗျားတို့ကိုပြရမှာကျွန်တော်တို့အရေးတည်တာမှာဆိုလို့ရှိရင်မှားတဲ့လူကအမားလုံးမိတဲ့လူကငပြော့ဘွဲအုံးဘွဲကတော့ဘွဲရက်ပြီးတော့လာပြီးတောင်းပန်ရတဲ့ထုံးစံတစ်ခုရှိတယ်ဒါကကြီးတယ်မှုငယ်အောင်ငယ်တယ်မှုပပြောက်အောင်ရက်ရွာတလေးနဲ့ပေါ့ ်နော်ကျောင်းနေတယောက်တရားဥပဒေပေါင်းထဲကနေတရားစွဲပြီးထောင်ချအပြစ်ပေးနေမဲ့စာကျမတို့ချစ်စရာဒလိထုံးတန်တစ်ခုအဖေအမားလုံးမိတဲ့လူကငါပြောပဲအောင်ပေါ်ရက်ပြီးရောသွားပြီးရောကတော့တောင်းပန်ရတယ်အဲ့ဒါလူမှုရေးပြတန်လို့ခေါ်တယ်ဆိုတော့အဲ့ဒီနော်ဦးကြီးမြင့် ရှေ့နေကြီးဦးကြီးမြင့်ကျန်တဲ့ဟိုထားရငက်စီဘုံကျိုးမျိုးညစ်တို့လိုလူမြက်ကျော်တို့ဝရံပြေးတို့ကိုမြောက်ဒီမြောက်အစင်းတန်းနေစကားတဲ့ထဲမပြောဘူးနော်မတန်ဘူးတို့တို့အဖေခေါ်နေတဲ့ရှေ့နေကြီးဦးကြီးမြင့်တို့ ဒေါက်တာမီမီဝင်းပဲလို့ဒေါ်လှကျော်စောနံပါတ်ပြောတာဦးတန်းဆိုးနိုင်ရှင်တို့တွေကျမကိုငပြောပွဲရဲ့ကရောပွဲအုံပွဲရဲ့ပြီးကျမကိုလာတောင်းပန်ရမယ်ရှင်တို့မှာကိုပြောခဲ့တဲ့စကားကိုကိုတောင်းဝင်ယူရဲတဲ့တတိရှိတယ်ဆိုရင်တောင်းဝင်ခံရတဲ့တတိရှိရဲ့ဆိုရင်ကျမကိုရှင်တို့တောင်းပန်ရမယ်စကားဆိုတာကလူတိုင်းပြောတယ်ဒါပေမဲ့ကိုပြောရိုက်တဲ့စကားရဲ့တက်ရောက်မှုကိုတာဝန်ယူမှုတာဝန်ခံမှုရှိမ အဲ့ဒီလူကိုတတ်သိရှိတယ်လို့ခေါ်တာကိုပြောလိုက်တဲ့စကားရဲ့နောက်ဆက်တွဲကိုတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုရင်အဲ့ဒါဗျံပရာပြောနေတာလူအောက်တန်းစားဘာကြောင့်ကျွန်မဒီစကားကိုပြောလဲကျွန်မမဟုတ်ဘူးမဟာသွေးတီ2024 17လပိုင်းနဲ့ကလာမယ်2025မေလမှာတို့မို့မေလမတိုင်းနေမှာတို့မို့မေလအကုန်နဲ့အချိန်မှာလာရှိုးကိုပြန်ရမယ်လာရှိုးမှာ တနတ်တန်ဘုံတန်ဒီတိတ်သွားလိမ့်မယ်လာရှိုးမှာတော့25မေလမှာတက်မတော်ရဲ့ပညာရေးရန်တရာပြန်လဲလဲပဲလိမ့်မယ်ဒါကြောင့်မလို့လာရှိုးကနေပြီးတော့တိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းဆောင်ရတဲ့လူတွေလာရှိုးမျိုးကို25မေလမှာပြန်ရလိမ့်မယ်လာရှိုးမှာနာဆာကအစိုးရရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍနှစ်ခုပြန်လဲလဲပဲလိမ့်မယ်လို့ကျွန်မကြိုတင်ပြီးတော့နိုင်ငံရေးတုံ့တက်ခဲ့တယ်မိမ့်မှာ အဲ့ဒီချိန်တော့ငါနေပြောခဲ့တာဟုတ်မဟုတ်စောင့်ကြည့်သေးတာပေါ့လို့မှားသွားရင်တော့နင်းတော့တွေ့မယ်လို့နင်းကိုဘယ်လိုလုပ်မယ်လို့နင်းကိုညာလို့လုပ်မယ်ဆိုပြီးကွန်မန့်အနေနဲ့မှာဝိုင်းပြီးအုံနဲ့အချင်းနဲ့ဟောင်ခဲ့တဲ့ညီပေါ်ညီပိတ်တွေဘယ်ရောက်နေကြလဲဘယ်ရောက်နေကြတလဲလာရှိုးကိုရတာကနိုးတော်လန်ကြီးရဲ့မဟာအောင်ပွဲပါလို့မသိရင်ဒီလာရှိုးမျိုးကို MND ရအန်ဥကြီးလက်ထဲထဲတော်မလို့ပြောခဲ့တဲ့ဦးတန်းဆိုးနိုင်တို့ဦးကြီးမြင့်တို့ ဒေါ်လှကျော်စောတို့ဒေါ်မင်းမင်းဝင်းပတ်တို့ခင်ဗျားတို့အဆက်ရှိရဲဆိုရင်ခင်ဗျားတို့ကိုယ်စကားကိုတောင်းယူမှုတာဝန်ခံမှုရှိတယ်ဆိုရင်ခင်ဗျားတို့တတ်တည်ရှိရဲဆိုရင်ခင်ဗျားတို့အမကိုခင်ဗျားတို့ကျွန်တော်တို့ကကျမတို့ဒီကျွန်တော်တို့ဒီနိုင်ငံရေးတုံ့တက်သူပါကျွန်တော်တို့ဒီစီးရေးနိုင်ငံရေးကျွမ်းကျင်သူပါလို့အမိခံပြီးဗျံပရာပြောနေကြပါတယ်ခင်ဗျားတို့ခင်ဗျားတို့တို့ကိုဝန်ခံရလိမ့်မယ်နော်လက်ရှိ မြန်မာပြည်တွင်းထဲမှာကနိုင်ငံတကာရောက်နေတဲ့လူတွေကလက်ရှိ online အားချောင်းနဲ့အဖွဲ့တွေကနိုင်ငံရေးကိုစစ်ရေးကိုမျိုးစုံပြောနေကြတဲ့လူတွေညောင်များစွာရှိတယ်။ဒါပေမဲ့ဘယ်နှစ်ဘယ်တော့ဘာဆက်ဖြစ်နိုင်လဲဆိုတဲ့နိုင်ငံရေးသုံးသပ်မှုကိုပြောနိုင်တယ်လို့လက်ချိုးရေးကြည့်ဘယ်နှယောက်ရှိတယ်လဲ။မိတ်ကလေးတွေမှာလက်ချိုးရေးကြည့်ဘယ်နှယောက်ရှိတယ်လဲ။လူငယ်တွေမှာလက်ချိုးရေးကြည့်ဘယ်နှယောက်ရှိတယ်လဲ။ကျမတယောက်ပဲရှိတယ်။စိန်ခေါ်ရင်တော့ကျမတယောက်ပဲရှိတယ်။ခုံးစားရဲဆိုတာအဲ့ဒီလိုစားရတယ် ဂုံစားတယ်ဆိုတာဂုံရှိမှစားလို့ရတာဂုံမရှိမှစားလို့မရဘူးယူရီစီနဲ့အန်ဒီနဲ့ယူရီစီပေါင်းပြီးလိမ့်နေပြီးရွေးကောက်ပွဲမတိုင်ခင်တည်းကကြိုးသုံးသက်ခဲ့တယ်ရွေးကောက်ပွဲပြီးပြီးချင်းမှပုံမှန်20စားလုံးနဲ့40ခန်းငယ်ရတက်မတော်ကနိုင်ငံတော်နဲ့ဖွဲ့စည်းပေါ်ခြေခံဥပဒေကိုစောင့်ရှောက်ရမယ်တာဝန်ရှိတဲ့အတွက်ရွေးကောက်ပွဲကော်မရှင် UEC ကိုပြည်သူလူထုကကန့်ကွက်ဆန္ဒပြကြပါ ရွေးကောက်ပွဲကိုတက်မတော်ကဝရဦးစည်းရုပ်ကဦးစည်းပြီးပြန်ကျင်းပပေးဖို့ပြည်သူလူထုကတောင်းဆိုကြပါသည်ရွေးကောက်ပွဲကလုံးဝအထမမြောက်ပါဘူး NLD ပါတီအစိုးရမဖြစ်ပါဘူးလို့ကြိုးသုံးသက်ခဲ့တာကျွန်မမြန်မာတိုင်းနိုင်ငံလုံးမှာလိုက်ရှာကြည့်ကျွန်မတယောက်ပဲရှိတယ်။စိန်ခေါ်တယ်နော်မဘုတ္တမဟာသွေးတယောက်ပဲရှိတယ်။အတ္တီကြောင့်ပဲမဟာသွေးဖြစ်နေတာကျွန်မကဘယ်တော့မှဘာဖြစ်ခဲ့ပါရဲ့ဆိုပြီးပြောနေတာမဟုတ်ဘယ်တော့ဘာဆက်ဖြစ်မယ်ဆိုပြီးပြောနေတာ။ เนาะအဲ့ဒီလိုနဲ့2020 12လပိုင်းမှာတက်မတော်ကတက်မဲယုံလေးယုံပြန်စစ်တဲ့အချိန်မှာ NLD ဘာဒီဖျက်သိမ်းခံရပြီးတော့တက်မတော်ဒီဖွဲ့စည်းပုံခြေခံဥပဒေပုံမှာ419အကာလုံးခေါ်ပြီး418ရာနိုင်ငံတော်အာဏာကိုထိမ့်သိမ်းလိမ့်မယ် NLD ဘာဒီဖျက်ခံရပြီးဒေါ်စုကြည်နဲ့အပေါင်းဖာတွေထောင်ထဲကိုပြန်သားရလိမ့်မယ်လို့ကြိုတုံးကပ်ခဲ့တာကျမကြိုပြောခဲ့တာကျမနိုင်ငံရေးတုံးသက်ခဲ့တာကျမမဟုတ်ဘူးမဟာသိ2020နဲ့ တစ်ခုနှစ်နှစ်လပိုင်းသုံးလပိုင်းလေးလပိုင်းမှာအဲ့ဒီလိုအချိန်တွေပြောင်းလဲပါမယ်လို့ကြိုးပြောခဲ့တာအချိန်တိကျနေနိုင်ငံရေးစစ်ရေးတုံ့တက်တယ်ဆိုတာအဲ့ဒီလိုတုံ့တက်ရတယ်မတူရင်မတူနဲ့နော်မတူရင်မတူနဲ့ကျမတို့ကအရက်ပဲပို့တာညံမပို့ဘူးခင်ဗျားတို့ကအရက်ပဲရှိတာညံကလူစင်မြင်လာအောင်နော်တချို့ကတိတယ်မပြောရင်တချို့ကတိတယ်နော်နိုင်ငံရေးတုံ့တက်တတ်ကြတယ် တော်ကြတယ်တက်ကြတယ်ဒါပေမဲ့ပြောလိုက်တဲ့ဇာကားမှားသွားမှာဆိုတဲ့အတွက်ပြောလိုက်တဲ့ဇာကားကအဲ့ဒီလိုနိုင်ငံကြီးကြိုးတုံးတလေးတဲ့ဇာကားတော့ကုန်မှားသွားလို့ရှိရင်တက်တက်လုံးခေါင်းမပေါ်ရဲပဲနဲ့နာမည်ပြက်ပြီးအရှက်ရမှာကြောက်တဲ့အတွက်ကိုပြောလိုက်တဲ့ဇာကားပေါ်မှာတာဝန်မယူရဲလို့တာဝန်မခံရဲလို့ နိုင်ငံရေးအကျိုးသုံးသပ်နိုင်တဲ့စီးရေးအကျိုးဒီသုံးသပ်နိုင်တဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့မပြောရဲကြဘူးဘာလို့လဲကိုပြောလိုက်တဲ့ဇကားကိုတာဝန်ရမှုတာဝန်ခံမှုတာဝန်ယူရတဲ့တတ်တည်မရှိလို့ကျမလည်းပဲလေအခုခင်ဗျားတို့ဟိုဒီလက်ရှိမြန်မာပြည်ထဲမှာပြည်ပမှာပေါ့အာနိုင်ငံရေးအကြောင်းပြောတဲ့လူတွေစစ်တဲ့စီးရေးနိုင်ငံရေးပြောတဲ့လူတွေခင်ဗျားတို့မျက်လုံးထဲမှာမြင်မိနေတယ်အဲ့ဒီလူတွေကုန်းထဲမှာကျမကပုထုမဟာသွေးတယောက်ပဲရှိတယ် တကယ်လို့များကျွန်မပြောလိုက်တဲ့ဇာတ်ကားတစ်ခုကမှတ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းပဲကျွန်မရဲ့တိဆောက်ခဲ့တဲ့ပုံရိပ်တစ်ခုလုံးကပုံရိပ်ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်မို့လို့တော်ရုံလူတွေကမပြောရဲကြဘူး။အဲ့ဒီလိုမျိုးကိုယ့်ရဲ့ပုံရိပ်ကိုယ့်ရဲ့နာမည်ပြတ်သွားမှဆိုတဲ့အတွက်မပြောရဲကြဘူး။ဒါပေမဲ့ဦးကြီးမင်းတို့ဦးတန်းစိုးနိုင်တို့ဒေါက်တာလှကျော်တို့ဒေါက်တာမီမီဝင်းပတ်တို့တို့တို့ကြတော့ပြောရင်တို့တော့အချက်မရှိဘူး။ တောင်းရမှုတောင်းရခံမှုလည်းမရှိဘူးသူတို့နိုင်ငံရေးတုံးတက်တယ်အခုတမျိုးတော့အခုတမျိုးတုံးတက်တယ်တော်ကြတမျိုးတုံးတက်တယ်သူတို့တုံးတက်ချက်တွေလည်းတစ်ခါမှမှန်လာတယ်ဆိုတာမရှိတစ်ခါလေးမှတစ်ခုလေးမှမှန်တယ်ဆိုတာမရှိတော့အဲ့ဒီလိုမရှိလာရင်လေကျမတို့ဆိုရင်အော်ငါပြောလိုက်တဲ့စကားမှားသွားရင်ငါနယ်မယ်တော့ပြတ်တော့မှာပဲငါငါအရှက်ရမှာပဲဆိုပြီးတော့ကြောက်ရယ်သူတို့မှအဲ့ဒီလိုကြောက်တဲ့စိတ်ရှက်တဲ့စိတ်ရှက်ရကြောက်ရမယ်ဟီဒီအော်ဒါပါတယ်ကမရှိတော့မရှိတော့ เนาะဆိုတော့အဲ့လာရှိုးဟိုလာရှိုးကိုပြန်ပြီးတော့ဗောနော်ရပြီဆိုတဲ့ကကျွန်တော်ပုံဆက်ပြီးပြောကြတယ်လူတွေရှိတယ်သူတဖြင့်ကျမကြီးဝန်ထမ်းတွေပြောကြတယ်အဲသူတို့ကအဲသူတို့အဲ့လာရှိုးကလို့ပြီးတော့ဗောနော်အဲတက်ဝဲတွေဖြစ်လို့ထွက်ပြေးလာရတယ်ကကျွန်တော်ပုံဆက်ပြီးတော့သူအာအချင်းလေးတွေဘလို့ရှိနိုင်လဲမေးကြတယ်တချို့ဆိုရင်ဖွင့်ကြတယ်အဲ့ဒီလူတွေကိုကျွန်မတယောက်ချင်းတည်တာအောင်အခုလိုမျိုးကျွန်မကပြောခဲ့တာဖြစ်တဲ့အတွက်အာမဘုသူရေးတမိပြောခဲ့တာဒီမှန်နေပြီဆိုပြီးတော့ကျွန်မကိုဖုံးဆက်ပြီးပြောကြတယ်နောက်ဆိုတော့အဲ့ဒီအချင်းလေးကကျွန်မပြောချင်နေမယ့် ကျမမလည်းအချိန်ကြီးကြောင်းကြောင်းမအားတဲ့အတွက်ကျမမပြောဖြစ်လိုက်ဘူးနော်ဆိုတော့ကစကားဆိုတာလူတိုင်းပြောတတ်တယ်ဒါပေမဲ့စကားလိုက်ပြောလိုက်တဲ့စကားကိုတာဝန်ယူရဲတဲ့တတ်တည်ရှိတဲ့လူကတော့ရှားပါတယ်နော်ခင်ဗျားတို့အခုလိုမျိုးနိုင်ငံတကာကပေးလိုက်တဲ့အကူအညီတွေကစစ်တပ်ကနေပေးရင်10ရာခိုင်နှုန်းပဲစစ်တပ်ရနိုင်မယ်ဆိုပြီးတော့အဲ့လိုဗျမ်းပရာတွေပြောနေမဲ့အစားရှက်တတ်ကြတယ်မှာရှက်တတ်ကြတယ်မှာနော် အများတို့တလွဲတဲ့ဗယံပရာတွေအထင်းကုန်မဲ့တွေပြောနေကြတာကိုကိုကိုရှက်တက်ကြပြန်ပါရှက်တက်တယ်ဆိုရင်ခင်ဗျားတို့တတ်တည်ရှိရဆိုရင်ကျမတို့တောင်းပန်ပါကျမတို့တောင်းပန်ပါ